ကျမ်းမာတော်မူကြပါစားခင်ဗျာဇာတာပရိသတ်သမီးများအတွက်ဧပြီလ3လစာမဟာဘုံနဝင်းဟောစတန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အလောကိုင်းစီးပွားရေးမှာကိုပိုင်လုပ်ငန်းရှင်ကိုပိုင်စီးပွားရေးတမားများအနေနဲ့အရှိကိုဆက်တိုးဖို့အနောက်ကိုတလန်းနလန်းလောက်ပြန်ပြီးတော့ဆုပ်ရတတ်ပါတယ်အလွယ်လေးတွေ နောက်နေကြမ်းကြာမှုတွေတွေကြုံတွေ့ရပါလိမ့်မယ်။ဒါတွေကအရှိကိုဆက်သွားဖို့အနောက်ကိုလှမ်းပြီးအရှိန်ယူတယ်လို့မှတ်ယူထားပါ။စိတ်ရှိရှိထားပေးပါဗျ။သူများအလုံးလုံးနေတဲ့လူတွေလာခစားဝန်တန်းတွေအနေနဲ့ကိုပြောလိုက်တဲ့စကားကိုတစ်ဖက်လူကနားလည်မှုလွဲတတ်တယ်။ဒါကြောင့်မို့လုပ်ငန်းခွင်ထဲမှာမလိုလားအပ်တာလေးတွေဖြစ်ရအောင် စကားပြောတဲ့နေရာမှာပွန့်ပွန့်လင်းလင်းတိတိကျကျပြပြသားသားပြောစီခြင်းပါတယ်အလောက်ရှာနေသူတွေအလောက်ပြောင်းလို့သူတွေအတွက်ကတော့ဆုံးဖြတ်ချက်မချခင်သေချာစဉ်းစားပါကိုကရွေးချယ်ပြလိုက်မှမကြိုက်တော့တာမျိုးเนาะမရွေးချယ်ပြလိုက်လို့နောင်တရတာမျိုးအများကြီးရှိတယ်เนาะဒါကြောင့်မို့အလောက်တစ်ခုခုကိုဆုံးဖြတ်ချက်မချခင်မှာ တည်တည်ချာချာစဉ်းစားပါဗျ။ငွေကြေးနဲ့ပတ်သက်လာရင်ကိုကရှာနိုင်တယ်လုံနိုင်တယ်ဆိုရဲဒီခံချက်ပေါ့နော်စိတ်ခံချက်လေးတွေနည်းနည်းပြင်းပြင်းထားဖို့တော့လိုလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်လာရင်ကိုဘက်ကိုပဲကြည်မနေပဲနဲ့တစ်ဖက်လူနော်တခြားလူတွေအဆင်ပြေအောင်ဘယ်လိုလုပ်ကြမလဲပေါ့အများအတွက်ပါထည့်ပြီးတော့စဉ်းစားပေးရင် ကိုယ့်ရဲ့ငွေကြေးကံလေးတွေပွင့်လာတာမျိုးကိုတွေ့ရပါတယ်။မိသားစုအရေးမှာမိသားစုဝင်တွေဟာတယောက်တစ်မျိုးအာယုံကိုစီနဲ့ဖြစ်နေတတ်တယ်။ပရမိသားစုအရေးတွေတော့လောကကံရမဲ့အကြောင်းအရာတွေဆိုရင်အာယုံတေချာမစူးဆိုင်နိုင်တာမျိုးလေးတွေတစ်ချက်တစ်ချက်တည်လွတ်သွားတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်။နောက်တစ်ခု အိမ်တွင်းရေးတော့เนาะကိုနေထိုင်တဲ့နေရာလုံးနဲ့ပတ်သက်ပြီးတော့စိတ်ရှိရှိထားနိုင်လေးလေးပို့ပြီးတော့အချမ်းတွေလေးပါလူမှုရေးမှာကိုယ့်ရဲ့စိတ်ရှိတီးခတ်နိုင်စွမ်းတွေကိုစံတတ်တဲ့အခြေအနေလေးတွေကြုံတွေ့ရတာပါတယ်မလိုလားအပ်တဲ့စကားပြောစရာတွေအခြေအနေတွေမဖြစ်အောင်ရှောင်နိုင်လေးလေးပို့ကောင်းလေးပါဒီလာထဲမှာ ကိုယ့်ရဲ့အကြောင်းအရာတွေနော်ကိုပါလုတ်တတ်တယ်ကိုမပါရရှိတယ်ဒီလိုအကြောင်းအရာတွေကိုတိတ်ပြီးတော့ထုတ်ဖော်မပြနိုင်အောင်ပြတိုးတိုးတိတ်တိတ်နေနိုင်လေလေပိုကောင်းလေပါစကားပြောတာများသွားရင်အမားတွေပါလာတတ်တဲ့လာတလာပါလူမှုရေးမှာနော်အရင်ကကိုနဲ့တိကျွမ်းခဲ့တဲ့ခင်ခဲ့တဲ့မိတ်ဆွေဟောင်းတူပြန်ပေါ်လာတတ်တယ် အဲ့ဒီမိတ်ဆွေတူဦးနဲ့အဆက်အသွယ်ပြန်ရရှိတတ်ပါပဲမေတ္တာရေးမှာလက်တွဲဖို့မရှိသူတွေအနေနဲ့ယာယီဖူးစာကြုံတွေ့ရတတ်ပါတယ်သို့တော့မေတ္တာရေးမှာလိုတာမရရတာမလိုလေးတွေလည်းဖြစ်နေတတ်တယ်ဒါကြောင့်မို့သူများတွေကိုလိုက်ပြီးရချစ်တာတဲ့မိမိကိုချစ်ပြီးရဂယူဆိုင်တဲ့လာတလာပါ လက်တွဲပေါ်ရှိသူတွေကတော့လိုအပ်တဲ့အချိန်မှာတယောက်နဲ့တယောက်အကူအညီပေးနေပြပါလိမ့်မယ်။မတေချာမရေရာတဲ့အနာဂတ်အကြောင်းတွေကိုတိုင်ပင်ရင်းဖျက်တမ်းရမယ်လာတလာပါ။ယခုဟောစတန်းဒီရေပူရခြုံငုံသုံးတတ်ထားတဲ့အတွက်အကြံဉာဏ်လမ်းညွှန်မှုအဖြစ်နဲ့သာယူဆပါရန်တိုက်တွန်းအပ်ပါတယ်။မိမိရဲ့ကံကြမ္မာကိုအသေးစိတ်သိရှိလိုပါကား Facebook နဲ့ Viber တို့မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လာရင်အကျော်တက်တာအကျော်တင်တာတွေညောင်းကြိုက်တာမျိုးတွေကိုအနှဲငယ်ကယူဆိုင်ပေးပါ။အကျော်တွေဖြေလျှော့တာမျိုးအကျော်ဆန့်တာမျိုးနော်ကိုယ်လက်လှုပ်ရှားလက်ကျင်ခံတွေလှုပ်တာမျိုးဒါတွေကိုပြုလုပ်နိုင်ပါတယ်။နောက်တစ်ခုကျမ်းမာရေးအနေနဲ့အေးမဝတာအချိန်နေမမှန်တာ အထူးသဖြင့်ညဘက်အိမ်မရတာနော်ဒါလေးကိုလည်းနည်းနည်းခရူးစိုက်စီခြင်းနဲ့စောစောအိယာဝင်ဖို့လေ အကြံပြုပါရစေပညာရေးမှာကိုမနိုင်တဲ့ဝန်တွေဖိအားတွေကိုတည်ပြီးတော့ခြေလမ်းကျဲကျဲလှမ်းတာတဲ့ကိုနိုင်တဲ့လောက်ခြေလမ်းခက်စိတ်စိတ်နဲ့ဖြည်းဖြည်းပုံမှန်သွားတာဟာကိုယ့်ရဲ့ကြိုးစားသင်ယူမှုကိုပို့ပြီးတော့ အချိန်ရစေပါလိမ့်မယ်။ပြီးတော့လေးလဝိုင်းထဲမှာ ကိုယ့်ရဲ့ပညာသင်ကြားရေးတွေကိုအကြောင်းပြုပြီးတော့တနေရာရာသွားတာခီးထွက်တာမျိုးတွေကိုယ့်အတွက်အကျိုးရှိတာမျိုးလေးတွေလုပ်ရတတ်ပါလေဗျ။ဒီလထဲမှာအကျိုးပေးတဲ့အရာဆိုရင်အနီရောင်အဝါရောင်ကောင်းပါတယ်။တခုခုအရေးကြီးတာလုပ်မယ်ဆိုရင်ကြာတာပရိနေတနင်းကွေနေတော့မှာ ပြောဆိုလုပ်ကင်ပါထီထိုးမဲ့ဆိုရင်ငါတပအောင်ထိုးပေးပါအဖြူရောင်မြများပါတဲ့အသုံးဆောင်တွေကိုလျှော့ပြီးတော့သုံးပါတောက်ကြနေကိုလည်းအနှင်းငယ်ရှောင်ပေးပါနှစ်ကနန်းတို့၆ကနန်းတို့ကိုလည်းအနှင်းငယ်ရှောင်စေလိုပါတယ်ဇာတာပတိသားသမီးတွေဟာဒီလေးလပိုင်းထဲမှာ မိမိလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုသူ့အချိန်နဲ့သူလှုပ်ပေးပါအချိန်ဖြုံးတာအချိန်ဆွဲနေတာမျိုးတွေကိုတတ်နိုင်သမျှရှောင်စေလိုပါတယ်နောက်တစ်ခုအလောက်ခွင်မှာပဲဖြစ်ဖြစ် လူမှုရေးပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်စကားအခြေတင်ပြောရမှာမျိုးတွေတစ်ဖက်နဲ့တစ်ဖက်တူပြီးတော့ပြောရမှာမျိုးတွေကိုတတ်နိုင်သမျှရှောင်ပေးပါ ကိုယ့်အတွက်အကျိုးမရှိတဲ့အပြင်မလိုလားအပ်တဲ့အပူတွေပါကိုယ်လာပြီးတော့ဖတ်တတ်ပါတယ်ဒေးလာပိုင်းထဲမှာရတရာပြုတ်လုလို့တဲ့ကြာတာပတိသာသမီတွေအတွက်ပထမပြုတ်လုရမယ်ရတရာကတော့မိမိရဲ့မိမိမိတ်ဆွေတူဦးရဲ့ပေါင်းပြီးတော့အာဟာရဒါနပြုစေလိုပါတယ်တယောက်တစ်ပြူတာထက်ဆက်တူပြူတဲ့ ဒါနာမျိုးကိုပြုလုပ်ပေးပါဗျဒုတိယယရေရာကတော့မိမိရဲ့အဝဟောင်းတစုံကိုမိမိရဲ့မွေးနှံညနေခင်းကိုကဇာတာပတိသာသမီဆိုတော့ဇာတာပတိနေ့ညနေခင်းမှာပြစ်ဖြစ်အောင်ပြစ်ပေးပါဒါကတော့ဒုတိယယရေရာပါလေးလပိုင်းပထမဘက်မှာအစင်မပြေတဲ့ အကြောင်းအရာတွေကိုအစဉ်ပြေသွားအောင်ဗာဆက်လုပ်ရမလဲဆိုတော့သိလာလိမ့်မယ်အစဉ်မပြေတဲ့လူတွေအစဉ်ပြေလာမဲ့အပတ်ပါလေးလပိုင်းဒုတိယဘက်ထဲမှာအလုတ်တို့စီးပွားရေးတို့ကိုတိုးချဲ့လို့ကောင်းနေတဲ့အချိန်မှာတတိယအပတ်ထဲမှာတော့အကျင့်ဟောင်းနေမကောင်းတဲ့အကျင့်တွေကနေပြောင်းလဲဖို့ယုံထွက်ဖို့ ကြိုးစားနေဖြစ်ပါလိမ့်မယ်။လေးလပိုင်းနောက်ဆုံးပတ်ထဲမှာမိတ်သစ်ဆွေသစ်ဆရာအစ်စ်တွေနဲ့ကြုံတွေ့ရတာပါတယ်။ဒီအပတ်ထဲမှာကိုတွေ့ရတဲ့မိတ်ဆွေသစ်တွေလူအစ်စ်တွေကကိုကိုအကူအညီပေးတာမျိုးလမ်းပြတာမျိုးအကြံဉာဏ်ကောင်းတွေပေးတာမျိုးလေးတွေကြုံတွေ့ရတာပါတယ်။ခொနေရဲ့သားသမီးများအားလုံးဘေးရန်ကင်းကွာ။ ချမ်းသာကြပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့ဗျာ